ကျွန်တော်ရဲ့မိတ်ဆွေတနင်္ဂနွေသားမီးများတွေအခုဖြတ်တန်းဝင်ရောက်လာပြီဖြစ်တဲ့နိုဝင်ဘာလတလတာနဲ့ပတ်သက်တဲ့ကံကြမ္မာအခြေအနေများကိုဟောပြောပေးပါပါအဲ့တော့အဲ့လိုဟောပြောပေးတဲ့အခါမှာပြည့်ပြည့်စုံစုံလေးဖြစ်ရလေအောင်အလုံးကိုင်းငွေကြေးနောက်ကျမ်းမာရေးနောက်လူမှုရေးပညာရေးဘာသာရေးနဲ့ ခရီးနဲ့ပတ်သက်တဲ့အကြောင်းကိစ္စနောက်ရန်အတိုက်အခိုက်ရှိမရှိဆိုပြီးတော့ဒါပြည့်ပြည့်စုံစုံလေးကျွန်တော်ကတေရော့ကတ်တွေနဲ့ဟောပြောပေးမှာပဲဖြစ်ပါတယ်မိတ်ဆွေများကကျွန်တော်ရဲ့ဒီဗီဒီယိုပိုင်းလေးကိုကြည့်ရှုအားပေးနေပြီဆိုရင်ဘေးမှာရှိတဲ့အသဲလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါအောင် follow မလုပ်ရသေးတဲ့သူများကလည်းပဲအပေါ်မှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာ တနင်္ဂနွေသားမီးများအတွက်ပထမဦးဆုံးအနေနဲ့ကျွန်တော်အလောက်ကန်အခြေအနေအတွက်ကိုစပြီးတော့ကြည့်ပြပါပါအခုဒီဝေရောက်ဖြတ်တန်းရမယ်ဆက်တလပိုင်းတလတာကာလာတော်တွေမှာတနင်္ဂနွေသားမီးများဟာအလောက်ကန်နဲ့ပတ်သက်တဲ့ကောင်းမွန်တဲ့တိုးတက်ကြောင်းလဲမှုတွေရရှိလို့လာပါလိမ့်မယ်လုပ်ငန်းခိုင်ငံအတိုင်းနဲ့ပတ်သက်တဲ့အခြေအနေတွေမှာတိတိတသာကိုကန်စားတာပွင့်လန်းတိုးတက်မှုတွေရရှိလာနိုင်တယ်ဆိုတဲ့နှမိတ်ပုံကိုတွေ့ရပါတယ်အလောက်ကန်အခွင့်အလမ်းကောင်းနှစ်ခုလောက် ပေါ်ပေါက်လာနိုင်တယ်လို့တွေးရပါတယ်။နောက်ဈေးရောက်နေတဲ့သူတွေဆိုလို့ရှိရင်လည်းပဲအယောင်းဝယ်တွေပို့ပြီးတော့ကောင်းလာလိမ့်မယ်ဆိုတာမျိုးကိုတွေ့ရပါတယ်ခင်ဗျာ။နောက်ငွေကြီးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေကိုဆက်ပြီးတော့ပြောပါပါမယ်။ငွေကြီးနဲ့ပတ်သက်ပြီးတော့လည်းပဲစိတ်ချမ်းသာပါလိမ့်မယ်။ပျော်ရွှင်ရပါလိမ့်မယ်။ငွေကြီးနဲ့ပတ်သက်တဲ့အခက်အခဲတွေတော်တော်များများကိုပြေလည်အောင်ဖြေရှင်းနိုင်ပါလိမ့်မယ်။ငွေကြီးပိုင်းနဲ့ပတ်သက်ပြီးတော့အကူအညီကောင်းအထောက်ပံ့ကောင်းတွေကိုလည်းပဲရရှိစေနိုင်လိမ့်မယ်ဆိုတာမျိုးကို တွေ့ရပါတယ်ခင်ဗျာဆက်လက်ပြီးတော့တနင်္ဂနွေသားမိများရဲ့ကျမ်းမာရေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေကိုပြောပြပေးပါမယ်ကျမ်းမာရေးကတော့ကောင်းလိုက်မကောင်းလိုက်ဆိုတဲ့ပုံစံမျိုးလေးတွေ ဖြစ်နေတာပါလေအခုကောင်းနေလိုက်တော့ကြာထပြီးတော့တခုမို့တခုထပြစ်လိုက်အခုဖြစ်နေတဲ့ယောဂလည်းခဏနေပျောက်သွားလိုက်ပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်တတ်ပါလေကျမ်းမာရေးကတော့အကောင်းအဆိုးဒွန်တွဲနေတယ်လို့တွေ့ရပါတယ်နောက်လူမှုပေါင်းသင်းဆက်ဆံရေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေကိုပြောပြပေးပါမယ်လူမှုရေးပိုင်းမှာတော့အစင်မပြေတာမျိုးလေးတွေဖြစ်တတ်ပါတယ်အထူးသဖြင့်တော့ကြီးခဲ့တဲ့သူတွေနဲ့ပတ်သက်တဲ့အပိုင်းလေးတွေမှာပို့ပြီးတော့ခရူးဆိုင်ပေးပါနောက်ဒီလာပိုင်းဟာလည်းလည်းရံများတယ်အတိုက်ခံများတယ် ပြဿနာအနှောက်အယှက်လေးတွေများနိုင်တယ်လို့ဆိုရမယ့်အနေအထားမျိုးကို သတ်တွေ့ရပါတယ်ဆက်လက်ပြီးတော့ပညာရေးပိုင်းနောက်ဘာသာရေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေကိုပြောပြပေးပါမယ်အစင်မပြေမှုတွေများတတ်ပါတယ်ပညာရေးကံအားနည်းနေပါတယ်ဘာသာရေးနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာလည်းပဲချွတ်ချော်မှားယွင်းမှုတွေအစင်မပြေမှုတွေဖြစ်ပေါ်စေတတ်ပါတယ်ဒါမှမဟုတ်ဒီတလတာကာလတော်တွေမှာတနင်္ဂနွေသားမိများရဲ့ပညာရေးနဲ့ဘာသာရေးဘက်မှာတော့နည်းနည်းလေးဂယုစိုက်ပါလို့မှာကြလို့ပါတယ်ခရီးနဲ့ပတ်သက်တဲ့အကြောင်းကိစ္စတွေကိုတဲတော့ကတ်ကြည့်ပေးပါမယ်ခရီးကိစ္စတွေမှာလည်းအလွယ်လွယ်အချော်ချော်လေးတွေ အထင်မော်လေးတွေအစင်မပြေတာမျိုးလေးတွေဖြစ်တတ်ပါတယ်ဒါပေမဲ့ခရီးသွားလာမှုနဲ့ပတ်သက်တဲ့အခြေအနေတွေမှာနည်းနည်းလေးကယူဆိုင်စေခြင်းလဲလို့လည်းပဲမှာကြလို့ပါတယ်ခင်ဗျာအဲနောက်တစ်ခါကတော့ရန်အတိုက်ခိုက်နဲ့ပတ်သက်တဲ့အခြေအနေကိုကြည့်ပြမှာပါရန်နေအတိုက်ခိုက်တွေရှိနိုင်ပါတယ်ဒါပေမဲ့အဲ့ဒီအခြေအနေတွေကိုကောင်းမွန်စွာနဲ့ဖြတ်ကျော်နိုင်နိုင်မယ်လို့တွေ့ရပါတယ်ခင်ဗျာကဲဒါကတော့ပထမတဲရောကတ်တွေရဲ့နမိတ်ပုံတွေကိုကြည့်ပြီးတော့လိုအပ်ထားတွေကိုပြည့်ပြည့်စုံစုံလေးဟောပြောပေးတာပါအဲ့တော့ ဘလို့အဓိကအကြောင်းချက်တွေပေါ့နော်ကြုံတွေ့ရလာနိုင်အောင်မလဲနောက်ဘလို့ကံအခွင့်လမ်းကောင်းတွေရရှိနိုင်အောင်မလဲဘလို့ရည်ရည်တွေကိုဆောက်ရဲတင်ပါတယ်လဲဆိုတာကိုကျွန်တော်ထပ်ပြီးတော့အခုနောက်တစ်ကတ်ချိုးပြီးတော့ကြည့်ပေးပါဦးမယ်ကျွန်တော်ရဲ့မိတ်ဆွေများကကျွန်တော်ရှိမှာတအူးချင်းတယောက်ချင်းဘေးတွေမေးမြန်းခြင်းလဲဆိုရင် TikTok bio မှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာရှိပါတယ်အဲ့ဒီကနေဆက်သွယ်ပြီးတော့ကြိုတင်စာရင်းပေးကဘေးတွေမေးမြန်းလို့ရပါတယ်ခင်ဗျာတအူးချင်းတယောက်ချင်းရဲ့ဂိမ်းကန်းကိုတွေ့ချက်ပြီးတော့လိုအပ်တဲ့ ေရင်ဟောစလာနေကိုကျွန်တော်ပို့ပေးတယ်။နောက်တိလို့တဲ့မေးလို့တဲ့အကြောင်းအရာတွေကိုဖြည့်ပြီးဟောပေးတယ်။နောက်လိုအပ်တဲ့ရေရာတွေကိုအကြံပြုလမ်းညွှန်ပေးပါတယ်။နောက်ညံဘူးသောကတအူးကို2000ကျပ်ပဲယူပါတယ်ခင်ဗျာ။ နောက်တစ်ခုကတော့ရန်ကုန်မှာရှိတဲ့မိတ်ဆွေများကကျွန်တော်ရှိမှာတအူးချင်းတယောက်ချင်းဘေးရင်မင်းမြန်းချင်တယ်ဆိုရင်အဲအခုဒီ17လပိုင်းပေါ့နော်လာဇန်ပိုင်းမှာကျွန်တော်ရန်ကုန်မှာရှိပါမယ်ကျွန်တော်ကိုကြိုတင်ဆက်သွယ်ပြီးတော့လာရောက်တွေ့ဆုံလာမင်းမြန်းလို့ရပါတယ်ခင်ဗျာနောက်တစ်ခုကကျွန်တော်ရဲ့ Berry application လေးကိုဒေါင်းလုဒ်ဆွဲပြီးတော့ဒါအမြဲအားပေးကြည့်ရှုတဲ့မိတ်ဆွေများကိုကျွန်တော်ဘက်ကကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ပေါ့နော်ဒါကိုတိလို့တဲ့မေးခွန်းတစ်ခုကိုဒီရဲ့ပို့အောက်ကကွန်မန့်လေးတွေမှာရေးခဲလို့ရပါတယ်အဲ့ဒါကိုကျွန်တော် 比如。 အဲတအူးချင်းတယောက်ချင်းတန်းနိုင်သလောက်ပေါ့နော်အဲကျွန်တော်ဖြည့်ပြီးဟောပြပါမယ်အဲ့တော့အဓိကအပြည့်အရေးကြီးတဲ့မေးခွန်းတစ်ခုကိုမေးလို့ရပါတယ်ကျွန်တော်ကဒါတဲရောကတ်နဲ့တော့လကောက်သို့မဟုတ်အင်းငါဝိစာနဲ့တော့လကောက်ကြည့်ပြီးတော့ဖြည့်ပြီးဟောပြပါမယ်ဒါပေမဲ့ကျွန်တော်ဖြည့်ပြီးဟောပြပါမယ်ဆိုတဲ့သူတွေက Play Store မှာစောရန်သွန်းဆိုတဲ့နာမည်ကိုရပ်ပြီးတော့ကျွန်တော်ရဲ့ video application လေးကို download ဆဲကနေ့စဉ်ကျွန်တော် video ဟောပြောပေးနေတဲ့အဟောတွေကိုဝင်ရောက်ကြည့်ရှုအားပေးတဲ့သူများကိုဟောပြောပေးမှာဖြစ်တဲ့အတွက်မိတ်ဆွေများက Play Store မှာစောရန် န်ထိုးဆိုတဲ့နာမည်ကိုရိုက်ရှာပြီးတော့ကျွန်တော်ရဲ့ BD application လေးကို download ဆဲကအဲနှိစဉ်ပုံမှန်တင်ဆက်ဟောပြောပေးနေတဲ့ daily အဟောတွေနောက်တပတ်စာဟောစတန်တွေအခုလိုတစ်လစာဟောစတန်တွေတစ်နှစ်စာဟောစတန်တွေကိုလည်းပဲဒါအခမဲ့ဝင်ရောက်ကြည့်ရှုအားပေးနိုင်ပါတယ်เนาะအဲ့တော့ကျွန်တော်ရဲ့ဒီ application လေးကို download ဆဲထားတဲ့ဟာလေးကို screenshot လေးရိုက်ပြီးလို့ရှိရင် ကိုမန်းထဲမှာမန်းကအောက်ဖက်မှာကိုတိကျင်တဲ့ဒါမေးခွန်းအကြောင်းအရာလေးတွေကိုမေးပြီးတော့မေးမြန်းအားပေးလို့ရပါတယ်ခင်ဗျာအခုဆက်ပြီးတော့တနင်္ဂနွေသားနေ့များအတွက်ထပ်ပြီးတော့ကျွန်တော်ဒေရော့ကန်လေးကြည့်ပေးလိုက်ပါပြီတနင်္ဂနွေသားနေ့များအတွက်ဒီတက်တလာပိုင်းဟာပေါ့နော်မထင်မှတ်တာတွေမမျော်လင့်တာတွေအံ့အားသင့်ပေါ်ရအဖြစ်ပြက်တွေအဲကောင်းသောအလှည့်အပြောင်းတွေကြုံရတတ်တယ်လို့တွေးရပါတယ်ဒီတလာတာကာလအတွင်းမှာသိတာထင်ရှားတဲ့ ဘဝရဲ့တိုးတက်ပြောင်းလဲသွားစေနိုင်လောက်တဲ့ကံအခွင့်အလမ်းကောင်းတွေပေါ်ပေါက်လာနိုင်ပါတယ်။ဒါတွေကိုလက်လွတ်မခံဘဲနဲ့အသုံးချတိုင်မယ်ဆိုရင်ဒါတိုးတက်အောင်မြင်မှုတွေကိုရသွားလိမ့်မယ်လို့တွေးရပါတယ်ခင်ဗျာ။အဲ့တော့ရေရေအားအနေနဲ့ကတော့ခကြီးသွားလာလှုပ်ရှားနေတဲ့သူတယောက်သို့မဟုတ်လမ်းပေါ်ကလူတယောက်လိုအပ်နေတဲ့သူအဲချိုးတက်နေတဲ့သူဒါမှမဟုတ်အလှူခံပုံကိုတအိုးတယောက်ကိုကိုတတ်နိုင်သလောက်ဝေကြီးအဲလှူဒန်းမှုပြုပြီးတော့ကုစုကောင်းမှုလေးယူလာလို့ ယူခြင်းအပြင်ဒါကံနေလက်တွေပွင့်လာစေပါလိမ့်မယ်ခင်ဗျာအဲ့တော့ကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်သဘောကျနေသက်တဲ့ဆိုအပေါ်မှာ comment လေးတွေရေးခဲ့ပါအောင် like share လေးတွေလည်းအားပေးခဲ့ပါအောင်ခင်ဗျာ